က်ကော့ဂရိတ်မြို့နယ်ပိုင်ရက်ကျေးရွာကကလေးငယ်တွေကိုစာတင်ပေးနေတဲ့နေရာကိုတော်လှန်ရေးသမားတွေကလက်နက်ကြီးနဲ့ပစ်ခတ်လို့နိုင်ငံဝန်ထမ်းဆရာမနဲ့ကျောင်းသားကျောင်းသူတချို့ထိခိုက်ဒေဆုံးခဲ့တယ်ဆိုပြီးဖြန့်ဝေနေပါဗျ။မင်္ဂလာပါ။ DP Fact Check ရဲ့ Podcast Season စတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ပိုင်ရက်ကျေးရွာကကလေးငယ်တွေကိုစာတင်ပေးနေတဲ့နေရာကိုတော်လှန်ရေးသမားတွေကလက်နက်ကြီးနဲ့ပစ်ခတ်လို့ နိုင်ငံဝန်ထမ်းဆရာမနဲ့ကျောင်းသားကျောင်းသူတချို့ထိခိုက်သိဆုံးခဲ့တာဟုတ်မဟုတ်တပည့်ရဲ့ညာမောင်းကားတွေဝတ်တောက်ကားတွေကိုဆက်ဆီးပြီးကားတွေဖမ်းဆီးရာမြို့အလိုက်လိုင်စင်ချပေးသွားမယ်ဆိုတဲ့ထုတ်ပြန်ချက်စာစတဲ့စစ်စစ်ချက်တွေကိုဒီပေါ့ကတ်ကနေနားဆင်ရမှာပါကင်းပြင်းတဲ့ကွန်ကရစ်မြို့နယ်ပိုင်ရက်ကြီးရွာကိုအကြမ်းဖက်အဖွဲ့စစ်စစ်ဆဲကအများပြည်သူထိခိုက်စေရန်ရည်ရွယ်ပြီးလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရန် ပိုင်ရကျေးရွာအခြေခံပညာအလဲတန်းကျောင်းမှကျောင်းသားကျောင်းသူများကိုလုံခြုံရေးအခြေအနေအရခိတပြောင်းရွှေ့စာသင်ကြားပေးနေတဲ့အဆူပါကျေးရွာရှိဥကလာစီစစ်ဆေးရဲ့နေအိမ်ရှိမိခွက်လက်ကိုလက်နက်ကြီးပုံသည်တလုံးကြောက်ရောက်ပေါက်ကွဲခဲ့မှုကြောင့်ပိုင်ရကျေးရွာအခြေခံပညာအလဲတန်းကျောင်းမှရုံးကူဝန်ထမ်းဖြစ်သူဒေါ်မီတစဲ36နှစ်နဲ့ကျောင်းသားကျောင်းသူများဖြစ်ကြတဲ့မောင်ဝေရန်အောင်ရှင်နေ မလာရိတ်ချို7နှစ်နဲ့မတူစာအေး6နှစ်တို့၄ဦးမှာဘုံဒီပေါက်ခွဲစာထိမှန်တရားများရရှိကာတည်ဆုံးသွားခဲ့ပြီးပိုင်ရကြီးရွာနေလောဝါပေးဆရာမဖြစ်သူမမိုးတူစာ25နှစ်နဲ့ကျောင်းသားကျောင်းသူများဖြစ်ကြတဲ့မဆူဆူဆန်9နှစ်မအေးမိုးရှင်းနဲ့မောင်းအောင်ကျော်သူ၄နှစ်မမျိုးဆန္ဒထွန်း6နှစ်မမျိုးတန်တာဦး9နှစ်မောင်လော်ချန်း9နှစ် စောဆန်မြင့်အောင်ခုနှစ်နှစ်မတ်ရွှေစင်ထက်ဆယ်နှစ်မတ်ရင်သူအေကိုနှစ်မတ်ထုံးရေသနာခုနှစ်နှစ်မောင်ကောင်းစီသူဆိုခုနှစ်နှစ်မောင်လင်းလက်အောင်ခုနှစ်နှစ်မတ်ချင်းမြတ်တို့ခုနှစ်နှစ်မတ်ငယ်ငယ်ခုနှစ်နှစ်မတ်မီလာဝန်းခုနှစ်နှစ်မတ်အိနန္ဒာဖြူခုနှစ်နှစ်မတ်သွန်းသွန်းအိစီလင်းကိုနှစ်မတ်တီတီဖြူကိုနှစ်စုစုပေါင်း19ဖြစ်တဲ့ဆီယမတူចောင်းသားကဦး ကျောင်းသူ73ဦးတို့မှာမိုင်းပေါက်ကွဲစားထိမှန်တရားများအသေးသေးရရှိခဲ့ပြီးတာဝန်ရှိသူများကတရားရရှိသူများကိုကငင်ကြိုင်ကြီးရွာရှိကျေးလက်ဆေးပေးကနေမော်လမြိုင်မြို့ပြည်သူ့စီရင်ကိုပို့ဆောင်ဆေးကုသပေးရရရှိကြောင်းသိရှိရပါတယ်ဒီဖြန့်ဝေမှုကိုမြောက်ရီထိန်းချုပ်ရုပ်တံဌာနကနေဖြန့်ဝေနေတာဖြစ်ပေမဲ့ပိုင်ရဲ့ကျေးရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့လို့ ကလင်းငယ်တွေပါဝင်ပြည်သူတွေထိခိုက်ဒေဆုံးခဲ့ရတာလို့သတင်းဌာနတွေမှာဖော်ပြထားပါဗျ။စာတင်ကြောင်းတွေမကြာခဏလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခံရတာကြောင့်အခုစာတင်ထဲမှာကြီးရွာကစာတင်ကြောင်းမှာစာမတင်ကြတော့ဘဲကိုထူကိုထနေမှာတင်ကြပေးနေရင်ဘုံကျဲခံရတာပါ။ ဘုံကြရောက်ပောက်ပွဲတဲ့နေရာဟာကိုထူကိုထအကြောင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားတာမရှိပဲတရင်အတိအကျနဲ့ရည်ရွယ်ချက်ရှိရှိစစ်တပ်ကဘုံကျဲခဲ့တာလို့ဒေသခံတို့ကအခုလိုပြောပြပါဗျ။ကျောင်းကတည်းကအဲ့ဒါလင်းရုံကြောက်တယ်ဆိုပြီးတော့အဲ့အိမ်ကိုပြောနေတာပါနော်။ဒီကောင်ကဟိုအစားတော်ဆိုလို့ရှိရင်တော့သူ့ပုံမှန်တိုင်းအပေါ်ကနေဝဲဝဲပြီးတော့သွားတော့ပေါ့အခုကအဲ့လိုမဟုတ်တော့ဘဲနဲ့သူပြည်သူလူထုရဲ့တရင်ပြေးမှုတွေများလာတဲ့ခါကျတော့ဒီကောင်ဆရာတပြည့်ဝင်ကြီးဆိုတဲ့သဘောမျိုးပေါ့တရင်ဌာနရဲ့ဖော်ပြမှုဟာ ဒေသခံတွေကိုတိုက်ရိုက်မေးမြန်းပြီးဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့်ညောင်ရွှေမြို့နယ်ရှိဖရဲတောင်ကျေးရွာကို KNDF နဲ့အင်းလေး PDF တွေကမီးရှို့ဖျက်ဆီးလိုက်တယ်ဆိုပြီးဖြန့်ဝေနေတာဟာတရက်အမှားပဲဖြစ်ပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ပိုင်ရက်ကျေးရွာကခလင်းငယ်တွေကိုစတင်ပေးနေတဲ့နေရာကိုတော်လှန်ရေးသမားတွေကလက်နက်ကြီးနဲ့ပစ်ခတ်လို့နိုင်ငံဝန်ထမ်းဆရာနဲ့ကျောင်းသားကျောင်းသူတို့ထိခိုက်သေးဆုံးခဲ့တယ်ဆိုတာတရက်အမှားပဲဖြစ်ပါတယ်။ နောက်ထပ်နားဆင်ရမယ့်သတင်းအမှားစစ်စစ်ချက်ကတော့တပည့်ရဲ့ညာမောင်းကားတွေဝတ်တောက်ကားတွေကိုစစ်ဆေးပြီးကားတွေဖမ်းဆီးရမြို့အလိုက်လိုင်စင်ချပေးသွားမယ်ဆိုတာကိုရုံးစာပုံစံနဲ့ရေးသားထားတဲ့ထုတ်ပြန်ချက်စာတစောင်နဲ့အတူဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ထုတ်ပြန်စာထဲမှာစီမံကိန်းနဲ့ဗန္နာယဝန်ကြီးဌာနလို့ထုတ်ပြန်တဲ့ဝန်ကြီးဌာနလို့ဖော်ပြထားပေမဲ့ ဒီဖိဖက်ချက်ကစီမံကိန်းနဲ့ဗန်နိုင်းဝန်ကြီးဌာနရဲ့တရားဝင် website ထဲမှာဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာပြန့်နှံ့နေတဲ့ထုတ်ပြန်စာတင်ထားတာမျိုးမရှိပါဘူး။ဒါပြင်ပြန့်နှံ့နေတဲ့ရုံးစာမှာရေးသားထားတဲ့စာတွေဟာစလုံးပေါင်းအမှားတွေဖောက်ထက်တာတွေစလုံးအထားသို့လွဲမှားနေတာတွေပါဝင်တယ်လို့ထုတ်ပြန်စာကိုအတည်ပြုကြောင်းလက်မှတ်ရေးထိုးထားတဲ့လက်မှတ်လည်းပါဝင်တာမျိုးမရှိပါဘူး။ စီမံကိန်းနဲ့ဗန်နိုင်းဝင်ကြီးဌာနရဲ့ website မှာတင်ထားတဲ့တခြားထုတ်ပြန်စာတွေနဲ့လည်းပုံစံနဲ့လည်းကွဲလွဲနေပါတယ်။ဒါကြောင့်ပြက်နှက်နေတဲ့တပည့်ရဲ့ညာမောင်းကားတွေဝတ်တောက်ကားတွေကိုစစ်ဆေးပြီးကားတွေဖမ်းဆီးရမြို့လိုက်လိုင်စင်ချပေးသွားမယ်ဆိုပြီးထုတ်ပြန်ကြဟာအတုသားဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်မှခွဲခြားနိုင်စေဖို့တိစက်ပေးနေရပါ။ online ပေါ်ကသတင်းတွေကိုတွေ့တိုင်း ချက်ချင်းလက်ခံလိုက်တာမျိုးမလုပ်ဘဲမိမိတို့ကိုယ်တိုင်ဖက်ချက်လုပ်ပြီးမှယုံကြည်ကြပါနော်မင်္ဂလာရှိတဲ့ညချမ်းချိန်လေးကိုပိုက်ဆိုင်နိုင်ကြပါစေလို့အိမ်ကဆုတောင်းပေးလိုက်ပါရရှင်